โอเคအဲတော့ကျွန်တော်တို့ technical ဘိုင်းလေးစရအောင်ပေါ့နော်ကျွန်တော်ဒီနေ့တော့ technical ဘိုင်းကိုရောက်ပါပြီဆိုတော့ default โอเคတော့ကျွန်တော်တို့ technical မှာ technical အကြောင်းပြောခြင်းကျွန်တော် trading plan အဲပေါ့နော်5 step trading plan ကျွန်တော်ပြောခြင်း ਨੇ ဆိုတော့ number 1က duration နဲ့ bias ပေါ့ဆိုကျွန်တော်တို့ဒီနေ့ဒီနေ့ trade မယ်ဆိုလို့ရှိရင်ဒီနေ့ပေါ့နော်ကျွန်တော်တို့ဒီ trading dex မှာထိုင်လိုက်တာ ਨੇ duration နဲ့ bias ကဥပမာဒီနေ့ဝယ်မှာလားရောင်းမှာလား ဒီနေ့လောင်းပါလားလျှော့ပါလားဒီနေ့ဈေးကျနိုင်လားဈေးတက်နိုင်လားဒါမှမဟုတ်ရင်အခုဒီနေ့မဟုတ်အခုငါအခုဘာလုပ်မှာလဲဒီဒီအခု trade ထွက်စ trade ပဲဆိုလို့ရှိရင်ဘယ်ဘက်ကို trade မှာလဲဘယ်မှာလဲဆဲမှာလဲဆိုတော့အဲ့ဒီဟာကိုစာစဉ်းစားရမယ်အဲအပိုင် direction နဲ့ပါရဲဆိုတော့ပြီးရင် trade plan နေ Okay အဲ့တော့အဲ direction နဲ့ price ရယူဆိုလို့ရှိရင်ဘယ်နေရာမှာဝင်မယ်ဘယ်နေရာမှာထွက်မယ်ဘယ်နေရာမှာ TP ထားမယ်ဘယ်လိုဝင်မယ်အဲအဲ့ဒါမျိုးကျွန်တော်စပြီးတော့ plan ရမယ်အာကျွန်တော်တို့ဒီ loss side ကဘယ်လောက်သုံးပါလဲပြီးဘယ်လောက်ထိကျွန်တော်တို့ trade ကို အာကျွန်တော်ဒီဝင်มาလဲအဲကိုယ့်ရဲ့ capital ရဲ့ block percent ကိုဝင်มาဒါမျိုးတွေအကုန်ပြန်တွေ့ရအောင်နော်ပြီးရင် entry စပြီးဝင်တဲ့အချိန်ပြီးရင် trade management ဒီ trade ဒီအာကျွန်တော်ဒီ block ဒီအာကျွန်တော်ဟိုတွားနေပြီလဲဟိုမှာ 1R ရောက်ပြီဆိုလို့ရှိရင် DB ဟို BEU မလား BE ဆိုတာကျွန်တော် stop loss ကို entry price ကိုရွှေ့ရပါတော့အဲ့တော့ပြန်လာခဲ့လို့ရှိရင်ကိုယ်ကမရှုံးတော့ဘူးအာအရင်ရမယ်အဲ့လိုမျိုးအဲ့လိုလုံးမလားဘယ်လိုလုံးမလဲပေါ့အဲ့ဒါတွေကျွန်တော်စဉ်းစားရမယ်အချိန်ဒါ trade management ်ပါတယ်เนาะဆိုတော့အာနောက် risk scenario management ကတော့ခုနကကျွန်တော်တို့ဒီ trade management နဲ့တွဲပြီးပြောလို့ရပါတယ်အဲ့တော့ကျွန်တော်တို့စပြီးဝင်ကလေးဟိုဘယ်လောက် risk ယူထားတယ်ဘယ်လောက် reward ယူထားတယ်အဲ့တော့ဒီ trade ပြီးသွားခဲ့လို့ရှိရင်နောက်တစ် trade ကြာလို့ရှိရင်ဘယ်လောက် risk ယူမယ်ဘယ်လောက် reward ယူမယ်ဒါမျိုးတွေကျွန်တော်စဉ်းစားရတဲ့ဘိုင်းဆိုတော့ဒါက5 step trading plan เนาะအဲ့ကျွန်တော်တို့အဲ uh, strategy နှစ်နှစ်ခုလို့ပြောလို့ရှိရင်ကျွန်တော်တို့ဒီတင်တန်းမှာကျွန်တော်တို့တင်မယ် essential trading strategies တွေရှိမယ်ကျွန်တော်တို့အာဒီတင်တန်းတင်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီ trading strategy ဆိုတော့များများကိုသိပါလိမ့်မယ်ပေါ့နော်ဆိုတော့ပြီးရင် momentum mastery momentum mastery ကတော့ကျွန်တော်တို့ဒီ premium တန်တန်းကကျွန်တော်တို့ဒီ system ဖြစ်ပါတယ်ဆိုတော့အဲ့ဒါလေးလေးတက်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော် link ကနေပြီးဆက်သွယ်လို့ရတယ်ပေါ့နော်ဆိုတော့လောလောဆယ်ရောဒီတန်တန်းမှာတော့ essential trading strategy ကိုကျွန်တော်အကုန်သင်သားပေးမယ်ပေါ့ okay အဲ့တော့ essential trading strategies တွေကိုစာပြီးကြည့်ရအောင်အဲ့တော့အရင်ဆုံးအဲခုနကကျွန်တော်ပြောခဲ့သလိုပဲအဲကျွန်တော် trading plan မှာကျွန်တော်တို့စပြီးကြည့်ရမယ် direction တွေရှိမယ် ဆိုကျွန်တော်တို့ဒီနေ့အော် trade မယ်ဒီအခု trade ဝင်တော့မယ်ဆိုရင်ဘယ်ကို direction ကိုဝင်မှာလဲဖိုင်မှာလားဆဲမှာလားဆိုရဆိုတာကိုသိမယ် direction နဲ့ bias ရှာမယ်ပြီးရင် candle ရှင်အကြောင်းကိုကျွန်တော်တင်ပြမယ်ပြီးရင်အဲ့ trade ဝင်တဲ့အချိန်မှာကျွန်တော်တို့ကကိုယ် support ပေးတဲ့တခြား tools တွေရှိရအဲ့ tools တွေတင်ပြမယ်ပြီးတော့မှအဲ့အားလုံးပေါင်းပြီးတော့မှ strategies အနေနဲ့ကျွန်တော် strategy ၃ခုကိုတင်ပြမယ်ပေါ့နော်ဆိုတော့အရေးဆုံး direction တွေကိုစပြီးကြည့်ရအောင် direction နဲ့ bias ရှာရတဲ့နေရာမှာကျွန်တော်တို့ရှာပုံရှာနည်း၃ခုရှိမယ်ပထမဦးဆုံးကျွန်တော်သင်မယ့် direction နဲ့ bias ကတော့ supply demand zones တွေဖြစ်တယ်ဆိုတော့ဒါကိုကျွန်တော်တို့ horizontal support resistance လို့လည်းခေါ်ကြတယ်နော် horizontal support resistance လို့ခေါ်ကြတယ် supply demand zone zone အဓိကတော့ကျွန်တော်တို့ဒီ zone နေပဲဘလို့ zone လဲဆိုလို့ရှိရင် price ကကျွန်တော်တို့တနေရာရာမှာလာပြီးတော့ထောက်တယ်ပြီးရင်ပြန်ထွက်သွားတယ်ပြီးရင်အဲ့ဒီ zone ကိုပြန်လာထောက်တယ် ပြီးရင်နောက်တစ်ခေါက်ပြန်ထွက်သွားမယ်ပြီးရင်နောက်တစ်ခေါက်အဲ့ဇုံစီပြန်ရောက်လာတယ်လို့ပဲပြန်လာပြီးတော့မှ price ကပြန်ထွက်သွားတယ်ဒါမျိုးဆိုကျွန်တော်တို့ကအာခုနပြောတဲ့ supply demand ရှိတဲ့ဇုံလို့ပြောလို့ရတယ်ဆိုတော့ဒီဘက်က price ဒီဒီနေရာကိုရောက်တိုင်းကျွန်တော်တို့ကတနေ့အနောက်ကိုပြန်ပြန်လှည့်တယ်ဥပမာဒေါ်လာဈေးပဲဆိုကြပါဘူးကျွန်တော်တို့ကဒေါ်လာဈေးက4500အဲဒီဒေါ်လာကိုမြန်မာကျပ်4500နေရာမှာသူက4500အထိပြန်ကြလာတယ်4500ရောက်လို့ရှိရင်သူကနည်းနည်းပြန်တက်သွားတယ်4600 900ဖြစ်သွားတယ် ခဏနေနောက်နောက်တော်တော်ကြာပြန်ကြလာတယ်4500အထိပြန်ရောက်လာ4500အောက်ကိုဆင်းပြီးတော့ကျွန်တော်ဈေးကမရောက်ဘူး4500ရောက်လို့ရှိရင်ပြန်တက်သွားတယ်ဒါဆိုရင်ကျွန်တော်4500ဒီဇုံဖြစ်နေပြီလို့ကျွန်တော်ပြောလို့ရတယ်ဆိုအဲ့လိုနေရာမျိုးတွေကိုကျွန်တော်တို့ကဇုံနေလို့ပြောအဲ့တော့ဇုံက2မျိုးရှိမယ်အဲ supply ဇုံနဲ့ demand ဇုံ2မျိုးရှိမယ်เนาะအဲ့တော့ demand ဆိုတာကလူတွေကလိုအပ်မှုများတာ ဘာလို့လိုအပ်မှုများရလဲဆိုလို့ရှိရင်ဒီ currency နှစ်ခုမှာဆိုရင်အရှိမရေးထားတဲ့ currency ကိုလိုအပ်မှုများဆိုတော့ euro USD ဆိုရင် euro ငွေကိုလိုလိုလိုငွေပြရပေါ့နော်လူလူ euro ငွေလိုအပ်တာပေါ့အဲ့တော့ euro ငွေလိုအပ်တယ်ဆိုရင် euro ငွေကိုဝယ်ကြတယ် euro ငွေကိုကင်ကြတယ်လိုတာကိုဓမ္မများတယ်အကင်ဝယ်ဝယ်ဝယ်လို့ရှိရင်ဈေးတက်သွားအောက်ကနေဝယ်လိုက်ကြရဲဆိုတော့ဈေးတက်သွားဘာလို့ဓမ္မများလို့ဈေးတက်သွား အပေါ်ရောက်တဲ့ supply zone ကကျတော့ဗာလဲဆိုလို့ရှိရင် euro ငွေကိုလူတွေကလိုအပ်မှုနည်းလာတယ်သူနဲ့တွဲတဲ့ US ဒေါ်လာကိုလိုအပ်မှုများလာတယ်အဲ့တော့ euro US တွေမှာ euro ငွေကိုလိုအပ်မှုနည်းလာဖြစ်တဲ့အတွက် euro ငွေတွေကို market ထဲကိုပြန်ထည့်ကြတယ်ဒါဆို supply များလာတယ်အဲ့တော့ supply zone ဖြစ်သွားပြီးတော့ price တွေအောက်ကျသွားတယ်ဆိုတော့ဒီပုံစံပဲเนาะအဲ့တော့ ျွန်တော်ပြီးရင်ချက်ပေါ်မှာအဲ့ဒါလေးကိုကြည့်ပါမယ်အဲ့တော့ကျွန်တော်ဒီနေ့ဒီ technical ဘိုင်းမှာ direction နဲ့ bias technical ဘိုင်းမှာ၃ခုရှိတယ်အကယ်၍ကျွန်တော်အာသင်တာမီလို့ရှိရင်အဲနှစ်ခုကျွန်တော်သင်ပေးမယ်ဒီဗီဒီယိုတစ်ခုထဲမှာပေါ့နော်မမီဘူးဆိုလို့ရှိရင်တော့ဒီ supply demand ကိုပဲကျွန်တော်တေချာပြပေးမယ်အဲ့တော့ဟို၃ခုစလုံးတစ်ခါရေးပေါင်းပြီးတော့တင်ဖို့ကြတော့လေကျွန်တော်အရင်ညားပြီးတော့လူတွေ ရုပ်ကိုမှဆိုပါတယ်အဲတုံးခုစလုံးမဟုတ်ဘဲနဲ့တစ်ခုချင်းစီတင်လို့ကြာတော့လေအချိန်ကမရမှာဆိုပါအဲ့အဲ့ဒါလေးရှိအောင်နော်ဆိုတော့ဟုတ်ပြီအဲ့တော့ဒီသဘောတရားကိုနားလိုက်ပြီဆိုရင် price ဒီအောက်ကိုရောက်လာရင်ကျွန်တော်တို့ကအာလူတွေကအာပြောလို့ရှိရင် discount ပေါ့ discount ကိုဝယ်လို့ရလားဒီ demand zone ထဲမှာကျွန်တော်ရောက်လာလူတွေကအဝယ်လိုက်လာအဝယ်လိုက်လာတက်သွားအယောင်းလိုက်လာရင်လူတွေကယောင်းချလာရင်ကျသွားဒါဒီပုံစံโอเคအဲ့တော့ supply demand zone ရဲ့ rules တွေကိုကျွန်တော် ကြည့်ကြည့်အောင်အနည်းဆုံးကျွန်တော်တို့ထိချက်နှစ်ချက်ရှိရမယ်အဲ့တော့ဆိုလိုတဲ့ဘက်ကခုနကပြောတဲ့4500ဈေးကိုနှစ်ခါလောက်ပြန်လာရမယ်နော်ပြီးရင်3ချက်မြောက်ဒီ optimum ဖြစ်တယ်3ချက်မြောက်ဒီဒါစပြီးတော့စဉ်းစားလို့ရတယ်ဥပမာနှစ်ချက်ဒုတိယတစ်ချက်ထိတဲ့အချိန်မှာကိုကျွန်တော်တို့ကဒီနေရာမှာဈေးတန်းရက်နေတယ်လဲနေတယ်ဆိုရင်စဉ်းစားလို့ရတယ်အဲ့တော့3ချက်မြောက်ဒီ optimum 3ချက်မြောက်ကဒါတော်တော်လေးဟိုခုန3ချက်မြောက်ကိုလာပြီးတော့ ထိတယ်၃ချိန်မြောက်ဒီဈေးကိုရောက်လာတယ်ပြီးရင်ဈေးကမလုံရှားဘူးပေါ့နော်ကြည့်ဒီနားမှာပဲလဲနေတယ်ဒါဆိုလို့ရှိရင်ကျွန်တော်ကအာစစင်စားလို့ရတယ်နော်ဒီဝယ်မလားရောင်းမလားပေါ့နော်ဒါပေမဲ့ not over 4 touches လေးကာထက်ပိုသွားလို့ရှိရင်ကြာအနေရပိုများလာဟုတ်ဆိုစဉ်းစားကြည့်လို့ရှိရင် price ဒီအာ4500ခုနကပဲဒေါ်လာဈေး4500ဈေးနှုန်းကိုလာလာပြီးထိနေအဲတစ်ခေါက်ကြာတယ်ပြတ်တက်သွားတယ်နောက်တစ်ခေါက်ကြာပြန်တယ်အဲ့လိုမျိုးနီးနေအချိန်ကြီးစိတ်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  ထိလာတယ်ဆိုရင်ကျွန်တော်အောက်ကိုဖောက်ပြီးဆေးမဖြစ်နိုင်ဘူးများလာเนาะအဲ့တော့လေးချက်ကြော်လို့ရှိရင်ကျွန်တော်တတိထားပြီးတော့ရေးကြည့်တဲ့ချက်ပေါ့ it's a zone not a line ငင်းချောင်းတစ်ချောင်းလည်းမဟုတ်ဘူးဇုံတစ်ခုဖြစ်တယ်ဆိုတော့4500အတိအကျငင်းချောင်းတစ်ချောင်းလည်းမဟုတ်4500ပတ်ပတ်လေပြောချင်တာ4500ပတ်ချ4520 4520 4505အဲအဲ့လိုမျိုးဇုံလေးနောက်4500အောက်ကနည်းနည်းကြာ4400 95 4490အဲ့လိုတပတ်ပတ်ချလေလောက်ကိုကျွန်တော်တို့ပြောချင်တာစုံဖြစ်တယ် line မဟုတ်ဘူးအဲ့ဒါဒီကျွန်တော်တို့ chat ပေါ်မှာအဲ့လိုဆွဲကြရတဲ့အခါကျရင်တော်တော်များ line နဲ့ဆွဲအဲ့ကြောင့်ကျွန်တော်တို့ support horizon နဲ့ support resistance ဆိုပြီးတော့ကျွန်တော် line နဲ့ပဲဆွဲအမှန်တကယ်တော့ line မဟုတ်ဘူးစုံအဲ့ဒါကိုသတိထားပြီးရင် broken supply zone တွေက demand zone တွေဖြစ်လာနိုင်တယ် broken demand zone တွေက supply zone တွေဖြစ်လာနိုင်တယ်ဆိုလိုရတဲ့ဘောကကျွန်တော်4500အောက်ကိုကျွန်တော်ကဆင်းလိုက်ပြီ price က သွားပြီဆိုပါတော့၄000နဲ့900 4800ဆိုသွားပြီအဲ့အဲ့မှာသူပြန်တက်လာနေတယ်ပြန်တက်လာပြီးတော့4500ဒီခုနအပေါ်ကိုဖောက်တက်ဖို့အတွက်ကိုဟိုကျွန်တော်အတားအဆီးအနေနဲ့ကျွန်တော်တို့ဒီ supply zone တခုအနေနဲ့ရန်ပြီးတော့ဟို add လုပ်နိုင်တယ်နော်အဲ့တော့ဆိုလိုတာကကျွန်တော်တို့အာဒီအောက်ကိုပေါက်ကြသွားပြီးသားရဲ့အဲ့ zone ဒီ ပြောင်းပြန်ဖြစ်ပြီးတော့ခုနကအစတော့ demand zone အနေနဲ့အလုပ်လုပ်နေရနေပြီးတော့ supply zone ဖြစ်သွားနိုင်တယ်။အဲ့လိုပဲ apple ကိုတက်ပြီးတော့ supply zone အနေနဲ့အလုပ်လုပ်နေရတယ်။ apple တူပေါ်ဖောက်တက်သွားပြီး demand demand zone အနေနဲ့အလုပ်လုပ်နိုင်တယ်။ဥပမာ4500 mark ကိုကျွန်တော်ကကြော်သွားပြီးရင်နည်းနည်းတက်ပြီးတော့4500မှာပြန်စင်4500မှာနားပြီးရင်9000အထိတက်သွားတာမျိုးဖြစ်ဖြစ်ကောင်းဖြစ်နိုင်တယ်။နော်ဒါကကျွန်တော်တို့ supply demand zone ရဲ့ rules တွေ။အဲ့တော့ဒီ rules တွေအတိုင်းပဲဖြစ်ကိုဖြစ်ရ။ Okay ။အဲ့တော့ကျွန်တော်တို့ချက်ပေါ်မှာကျွန်တော်ခုနကဒီ supply demand zone တွားကြည့်ရအောင် okay တော့ကျွန်တော်တို့ supply demand zone လေးကျွန်တော်တို့ရှာကြည့်ရအောင်ဒါကကျွန်တော်တို့ euro usd 15 minute charge ဖြစ်ပါတယ်15 minute ဆိုတော့တခြားဟို15 minute less 15 minute ကြာပါမယ်เนาะအဲ့ကျွန်တော်ပြောပြပါတယ်အရှိမပြန်ကြည့်လို့ရအောင်အဲ့တော့ကျွန်တော်ကြည့်ကြည့်ရအောင်ဒီမှာဆိုရင်အရင်ဆုံးကျွန်တော်တို့ဒီ demand zone တိတိလေးတခုတွေ့ရမယ်ဒီမှာကြည့် price ဒီနေရာကိုပြန်လာတယ်เนาะဒီနေရာကိုပြန်လာတယ် ပြီးရင်ဒီမှာနှစ်ချက်ကြာခဲ့တယ်ပြီးရင်နောက်ဒီမှာပြန်ကြာတာ၃ချက်လို့ပြောလို့ရတယ်နှစ်ချက်လို့လည်းပြီးနှစ်ခုပေါင်းပြီးပြောချင်းပြောလို့ရတယ်အဲ့ဒီ OT ပြီးတဲ့အချိန်မှာ price ချက်ချင်းပြန်ပြီးတော့အဲဒါကိုကျွန်တော်က rejection လို့ခေါ်တယ် reaction လို့လည်းသူခေါ်ကြတယ်အဲ့ဒီအောက်က weak လေးကို rejection လို့ခေါ်တယ် reject လောက်တာဒီက reaction ကြီးပေါ့အဲ့တော့ဒါကြီးကကျွန်တော်ကြီးဖြစ်သွားတယ်အဲ့တော့ကျွန်တော်ကသူ့ကို trade မယ်ဆိုရင်ကျွန်တော်တို့ဘယ်လိုလုပ်လို့ရလဲဆိုရင်ဒီကန်နဲ့ပိတ်တဲ့အချိန်မှာဒီမှာကျွန်တော်ကအာ entry ဝင်လို့ရတယ်ကျွန်တော်တို့ stop loss ကဒီဒီဇုံရဲ့အောက်မှာထားမယ်ပြီးရင် TP ကတော့ကျွန်တော်တို့ core assistant အတိုင်းပဲ 2R မှ 3R နဆ3ဆပါနော်ဒီရှိမှာပါရှိအရှိမှာရှိရဲ့ဒီဒီလိုနေရာဇုံမျိုးတွေမှာကျွန်တော်ဝင်ပြီးတော့နားကျင်1.5 R အဲဒါမျိုးကျွန်တော်ထွက်လို့ရနော်ဒါထွက်တဲ့အကြောင်းအကြောင်းကိုကျွန်တော်နောက်ကြပြောပြပါမယ်ဒါအခုဇုံနေအကြောင်းကိုပြောရင်းနဲ့အဲတခါလေးပြောတော့ Okay ဒီမှာဆိုလဲကျွန်တော်တို့ဒါဆိုရင်ကျွန်တော်ပြောခဲ့တဲ့ example အတိအကျပဲတော့ဒီ line တစ်လိုင်းမဟုတ်ပါဘူးဇုံတစ်ခုဆိုတော့ကျွန်တော်မှတ်ထား ော်အဲ့တော့ဒီကနေလာရင်ဒီနေရာမှာလာနာရင်ဒီအောက်အတိအကျဒီ line ကိုထိရမှာမထိရဘူးဒီ zone ထဲမှာဒီကောင်လာနာရင်ပြန်တက်သွားတယ်ဒီ zone ထဲကိုပြန်ရောက်လာဒီအောက်က zone ထဲကိုပြန်ရောက်လာနော်ဆိုတော့ပြင်ပြန်ထွက်သွားတာဒါမျိုးပေါ့အဲ့တော့ဒါဒီကျွန်တော်တို့ဒီ demand zone ဖြစ်တယ်ကြည့်မယ်ဆိုရင် demand demand zone တစ်ခုရှိမယ်ဒီကောင်ကကျတော့ဒီနေရာလောက်ထိပဲသူကနားခဲ့ ထွက်သွားတယ်။ဒီလိုနှစ်ခုလောက်ကျွန်တော်တို့တည်သွားပြီဆိုလို့ရှိရင်တတိယတစ်ချိန်ကိုဒီနားမှာ lining ဆွဲပြီး UL လာပြီး rejection တွေ reaction တွေလာပြရင်ကျွန်တော်တို့က trade ကိုစဉ်းစားလို့ရတယ်။ Okay ။အဲ့တော့ဖတ်ကြည့်မယ်။မဒါဆိုရင်ကျွန်တော် supply zone တစ်ခုရှိပြီ။ဒီဟာဆိုရင်ကျွန်တော်ပြောခဲ့၄ချက်စာ supply zone နော်။ဒီကတော့မထီထောက်ဒီကောင်ထက်မတက်ဘူးဆိုရင်၃ချက်ရှိပြီ။ဒီမှာထီရဲဒီမှာထီရဲဒီထက်ကိုဝင်လာတယ်ပြန်ကြပါဦး။နော်။ဆိုတော့ရှိမယ်။ ဒီဒီမှာကြည့်မယ်အဲနောက်ထပ်ဒါက USD 15 minute ဒီမှာဒါဆိုရင်ဒီမှာကြည့်မယ်ဆိုရင် supply zone တခုရှိတယ်เนาะအဲ့တော့ broken ဖြစ်သွားတဲ့ zone ကနေပြီးတော့ broken zone ကဟိုဘက်က zone အနေနဲ့အဲပြန်ပြီးပြောင်းသွားတာကိုကျွန်တော်ပြရပြမယ်ဒါဆိုရင်ဒီမှာကျွန်တော် GBP USD ရဲ့ကျွန်တော်ဒီ daily chart ကိုတွေ့မယ်เนาะ daily chart မှာ ဒါကျွန်တော် agent ပဲပြတာပေါ့လေဆိုတော့ဒီမှာကြည့်မယ်ဆိုရင်ကြည့်ကြည့်ကျွန်တော်တို့ဒီဇုံကဒီမှာရေနှုန်းဟန်တာကျွန်တော်တို့ဒီ demand ဇုံအဲ့တော့လာတယ်ဒီမှာတက်သွားတယ်ဒီကိုတစ်ခေါက်ပြန်လာတယ် reaction ပြပြီးပြန်တက်သွား daily check ဆိုတော့ဒါတစ်ချောင်းတစ်ချောင်းတည့်ရကြတယ်အဲ့တော့ဒီ gap ပေါင်းများဆိုတက်နေပြီးတော့ပြန်လာတယ်ဒီမှာတစ်ချက် reaction ပြတယ်နောက်ဆုံးမထိနိုင်တော့ဘယ်နဲ့ဒီမှာဒီကို break သွားတယ်ဒီကို break သွားတယ် break သွားတယ် အောက်ထီကိုကြိုးကြပါတယ်ပြီးရင်အပေါ်ပြန်တက်ပြီးတော့နောက်တစ်ခေါက်ပြန်ကြိုးတယ်အပေါ်တက်တယ်ပြီးရင်ဒီမှာတစ်ခေါက်ပြန်လာကြိုးတယ်ကြိုးပြီးတော့မှဘာဖြစ်လဲဆိုတော့ဒီမှာကြည့်ဒီ area ကိုကျွန်တော်တို့ဒီနေရာမှာဂျပန်များစွာကျွန်တော် supply zone အနေနဲ့ပြန်ပြီးတော့ add လုပ်ခဲ့အဲ့တော့ဒီကိစ္စဒီနေရာမှာကျွန်တော်တို့ကဒီမှာ demand zone ကနေပြီးဒီမှာ supply zone ပြောင်းသွားတာတွေ့ရတယ်နော်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ကအောက်ကိုဒီကျွန်တော်တို့ဒီအခုဒါ1 daily zone နော်အဲ့တော့အောက်ကိုဆင်းပြီးတော့ဒီကြားရဲမှာကျွန်တော်တို့15မိနစ်တော့ ကျွန်တော်တို့ဒီ5 minute တို့မှာထွက်မယ်ဆိုရင်ဒီနေရာမှာကျွန်တော်တို့ကဒါ supply zone နေနဲ့ထွက်လို့ရတယ်တွေ့ရနော်ဆိုတော့ဒါကကျွန်တော် example ပြရပါတော့ဟိုကျွန်တော်တို့ good example နေနဲ့တော့ဒါတွေ့ရပါတော့ဒီဒီလိုမျိုး demand zone ကနေပြီးတော့ supply zone ပြောင်းသွားโอเคအဲ့တော့ကျွန်တော် exercise လုပ်စီခြင်းပါတယ်ဒီဒီ video ကြည့်ပြီးတဲ့အချိန်မှာကျွန်တော်ဘာလုပ်မလဲဆိုလို့ရှိရင်ဒီ tradingview.com ကိုတွားပါ tradingview.com အကောင့်ဖွင့်ပါဘလို့ဖွင့်ရမယ်မသိဘူးဆိုလို့ရှိရင် trading view ကိုဘာဘာလဲမသိဆိုအောက်မှာကျွန်တော် link ပေးထားတာရှိတယ် description ထဲမှာဆိုတော့အဲ့ link ကနေပြီးတော့ trading view account တစ်ခုဖွင့်လို့ရမယ်ပြီးရင်ဒီ currency pair တစ်ခုကျွန်တော်တို့ trade တဲ့ GBP USD တို့မဟုတ် Euro USD ဒါမှမဟုတ်အာကိုသဘောကျမရွှေပဲဖြစ်ဖြစ်ပေါ့နော်တစ်ခုခုကိုဖွင့်လိုက်ပါပြီးရင်ကြိုက်တဲ့ time frame 1 hour ဒါမှမဟုတ် daily ဒါမှမဟုတ် monthly အာကျွန်တော်တို့ဒီ အာ15မိနစ်5မိနစ်ကြိုက်တဲ့အတိုင်းတိုင်းစုံတစ်ခုတိုင်းဖရိတ်တစ်ခုဖွင့်ဖွင့်ပြီးတော့လို့ရှိရင်ဒီလိုမျိုးထိချက်အနည်းဆုံး2ချက်ပေါ့နော်အနည်းဆုံး2ချက်အများဆုံး4ချက်လောက်ရှိတယ်ကျွန်တော်တို့ဒီ area တွေနော် supply demand area တွေအဲ့ဒါတွေဘယ်လိုနဲ့မှမြင်အောင်စွဲအောင်လိုက်ရှာကြည့်ပါနော်အဲ့တော့ဒီတော့ဒီချက်ကိုဖွင့်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီမှာအာကြည့်ကြည့်လိုက်မယ်ဆိုရင်ဒီမှာဒါမျိုးကြည့်လိုက်မယ်ဆိုရင် okay ဘယ်နာမှာတော့ငါအထီးချက်များလဲအဲ့တော့ဒီလိုတစောင်းနေထိတာတွေကိုမရှာရပါဘူးတဲ့တဲ့ဖြစ်ရနော်တဲ့တဲ့ဖြစ်ရမယ် for example ဒါမျိုးဖြစ်ရနော်ဒီလိုမှာ၄00ကွက်ကလေးကိုယူမယ်ပြီးရင်ဒါမျိုးလေးဆွဲမယ်ဆိုအဲ့လိုမျိုးလေးဆွဲထားတဲ့ဟာမျိုး supply က20 demand က20ဆွဲကြည့်ပါအဲ့တော့ကျွန်တော်နောက်ဗီဒီယိုမကြည့်ခင်ဒီကျွန်တော်ပြောတဲ့ exercise ကိုလုပ်ဖြစ်အောင်လုပ်မယ်အဲ့ supply 20 demand 20ဆွဲပြီးမှာ ဆွဲပြီးမှ next video ဆက်ကြည့်ပါ okay အဲ့တော့ဒါဒီအမြဲတမ်းဒီဒီပုံစံ trade မယ်ဆိုလို့ရှိရင်အမြဲတမ်းဆွဲနေရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့20 20ဒီပြီးသွားလဲဆက်ပြီးတော့ဆွဲပါเนาะပြီးသွားပြီးငါလေ့ကျင့်နေရမလို့တော့ဘူးဆိုပြီးမရက်ထားပါနဲ့အားတိုင်းကြုံတိုင်းကို trade မဲ့ strategy ကို လေ့ကျင့်နေဖို့လိုတယ်အဲ့တော့ဆွဲပါ okay အဲ့တော့ကျွန်တော်တို့အဲဒီနေ့တော့နည်းနည်းများသွားပြီအဲ့တော့ကျွန်တော်တို့ next video ကြာလို့ရှိရင်နောက်ထပ် directional branch နှစ်ခုဖြစ်တဲ့ trend line နဲ့ကျွန်တော်တို့ဒီ pattern တွေအကြောင်းကျွန်တော်ပြောပါမယ်เนาะ